င်္ဂလာပါ2022ခုနှစ်ဩဂုတ်လတတရက်က RFA ရုပ်မြင်သံကြားသတင်းမဂ္ဂဇင်းအစီအစဉ်ကို American ပြည်ထောင်စု Washington DC မြို့တော်ကနေစတင်ထုတ်လွှင့်နေပါပြီကျမကခတ်ပါပါရှင်မင်္ဂလာပါခင်ဗျာကျွန်တော်ကတော့နေရင်ကျော်ပါကျွန်တော် RFA ရဲ့အပတ်စဉ်သတင်းမဂ္ဂဇင်းအစီအစဉ်ကိုမြန်မာစံတော်ချိန်ည8:00နာရီခွဲကနေ9:00နာရီထိစနေနေ့တိုင်းတင်ဆက်သွားမှာဖြစ်ပြီးတော့တနင်္ဂနွေနေ့မှာတော့နောက်တစ်ချိန်ပြန်ပြီးထုတ်လွှင့်သွားမှာဖြစ်ပါတယ်ခင်ဗျာဒီကနေ့အစီအစဉ်တွေထဲမှာ NLD ပါတီရဲ့ BG သွေးအကူအညီပေးရေးအဖွဲ့က အခမဲ့အသက်မွေးဝမ်းကြောင်းတင်နာတစ်ခုဖွင့်လှစ်လိုက်တဲ့တည်ရင်ထိုင်းမြန်မာနယ်စပ်ကမြဝတီမဲဆောက်ချစ်ကြီးတရာကြီး15နှစ်ပြည့်ထိမ့်မှတ်ပွဲတော်ကျင်းပခဲ့တဲ့အကြောင်းနဲ့ရှမ်းတိုင်းရင်းသားမြဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီကဌာနချုပ်ရုံငန်းဖွင့်လှစ်လိုက်တဲ့အကြောင်းမျိုးကိုရှုစားရမှာပါဟုတ်ကဲ့ပါခင်ဗျာအဲ့ဒါတွေပြင်အပတ်စဉ်ထုတ်လွှင့်နေတဲ့ RFA ကိုရေးရစာပေးရစာအစည်းအဝေးတွေ့ပြင်ထိမ့်သိမ်းဖို့လိုအပ်နေတဲ့သမိုင်းဝင်ရှေးရောင်းအဆောက်အုံတွေအကြောင်းနဲ့လုပ်ငန်းဝင်ငွေနဲ့ရည်တည်လက်ပတ်ရမယ့်အစိုးရရေးချောင်းပို့ဆောင်ရေးလုပ်ငန်းအကြောင်းရုပ်သံဆောင်းပါးတွေကိုလည်းပရိသတ်တွေကြီးရှုရမှာဖြစ်ပါတယ်ခင်ဗျာ ရန်ကုန်တိုင်းစိတ်ကြီးခနောင်တူမြို့နယ်မှာပထမဆုံးအခမဲ့အသက်မွေးဝမ်းကြောင်းတင်နန်းဌာနတစ်ခုကိုဖွင့်လှစ်လိုက်ပါတယ်။အပြည့်အစုံကို RFA သတင်းတော်ကိုထွန်းထွန်းကသတင်းပေးပို့ထားပါရရှင်။လက်လုံလစာစည်ရင်းသားပြည်သူတွေခမဲ့တင်ကြားနိုင်တဲ့ရာသပံစစ်ချုပ်တင်နန်းကိုလို့တော့ဒီမျိုးကြီးစီဖွဲ့ချုပ် NLD ရဲ့ BG သွေးကူညီပေးရေးဖွဲ့ကရန်ကုန်တိုင်းစိတ်ကြီးခနောင်တူမြို့နယ်မှာအခုလဆက်နေနေကဖွင့်လှစ်ပေးလိုက်တယ်လို့သိရပါတယ်။အခမဲ့တင်ကြားပြည်တဲ့ဒီစစ်ချုပ်တင်နန်းဖွင့်ပွဲကို ်တင်နန်းဆီယမ်မာဒေါခင်ဆောင်ဝင်းရဲ့အိမ်မှာပြုလုပ်ခဲ့တာဖြစ်ပြီးစေကြီးခနာတို့ NLD ဖွဲ့ဝင်တွေ BG သွေးကွန်ကြီးပေးအဖွဲ့ဝင်တွေနဲ့တင်နန်းသူတွေစုစုပေါင်း100ကျော်တက်ရောက်ခဲ့ပါတယ်ကျွန်တော်မြင်ရအောင်ဆိုတော့မြင်ရဲ့အဲ့တော့အဲ့မြင်တဲ့ကားလေးကိုကျွန်တော်မရအောင်ဖွင့်ပြမယ်လို့ကျွန်တော်ရည်ရဲမှာခံစားနေနှစ်နဲ့ချင်း ်းမို့ဗျာမြုပ်ကိုဆန်လိုက်ဖြစ်သွားတာကျွန်တော်လုပ်ဖြစ်တယ်ဒါပေမဲ့ကျွန်တော်လုပ်ဖြစ်မရဘူးအခုကျွန်တော်လုပ်ဖြစ်ရရေးနေလဲလို့တင်နာမှာလက်ရှိတင်ကြားနေသူပေါင်း55ဦးရှိပြီးအများစုကတော့အလုပ်လက်မဲ့အမျိုးသမီးငယ်တွေဖြစ်ပါတယ်ဒီတနက်ဟာစေကြီးခနောင်တို့မြို့နယ်တစ်ခုလုံးမှာပထမဆုံးဖွင့်လှစ်တဲ့ BG သွေးကွန်ကြီးပေးဖွဲ့အခမဲ့တန်တန်းကြောင်းလည်းဖြစ်ပါတယ်။တန်တန်းသားတွေကိုစက်ချုပ်ဆက်ခွန်နှလုံးနဲ့စတင်တန်တန်းပေးနေတာဖြစ်ပြီးတန်တန်းပေးနေပုံနဲ့ပတ်သက်ပြီး เนาะအခုအလုတ်လက်မဲ့တွေပေါ့เนาะများတယ်နောက်ပြီးတော့မင်းကလေးတွေပေါ့အဲလက်မှုပညာလေးတစ်ခုတက်ထားလို့ချင်းเนาะတသက်ပေါ့เนาะအလုတ်ဟိုပါပေါ့ဘယ်လိုပေါ့မလဲစာဝတ်နေရေးပေါ့အသင်ပြေနိုင်တယ်လေဒီဆက်ချုပ်တာလေးပေါ့နေပေးပုံကတော့သူတို့ဟိုပိတ်စာမတက်နိုင်ဘူးပိတ်စာမတက်နိုင်တော့လောလောဆယ်အဲ့လိုဂျာနယ်တွေရှိတယ်ဂျာနယ်လေးတွေနဲ့ပေါ့เนาะ BG သွေးကွန်ကြီးပေးဖွဲ့ဟာရန်ကုန်မကွေးစကိုင်းမန္တလေးအေယာဝတီပဲခူးတိုင်းနဲ့ ကချင်ချင်းပြည်နယ်တွင်မှာလည်းအခမဲ့အသက်မူဝန်ကြောင့်ပညာရပ်တင်နှန်းကြောင်းတွေဖွင့်လှစ်ပြီးကူညီနေတဲ့အပြင်အသေးစားငွေချေးလုပ်ငန်းတွေကိုလည်းလုပ်ကိုင်နေတယ်လို့သိရပါတယ်။ကျွန်တော်ဒေသအသီးသီးမှာငွေကြီးတာတွေလည်းရှိပါတယ်။ကျွန်တော်1000လို့3000လို့4000လို့စသဖြင့်ပေါ့နော်။ဒီငွေတွေကကြီးလိုက်တဲ့အခါမှာသိမကြောက်ကုန်သွားလာပဲ။ကျွန်တော်တို့မုံစားလာလို့ကျွန်တော်တို့နှလုံးသုံးလုံးထိုးလာလို့အဲ့တော့ဒီငွေတွေကရေရှင်မှာလည်းကျွန်တော်အကြာကြီးသိမ်းထားနိုင်မှာလည်းမဟုတ်ဘူး။ အဲ့တော့အကြာကြီးတိတ်ထားနိုင်တဲ့ဒီစင်းရဲလွမ်းပွားမှုတွေကိုရှော့ချနိုင်တဲ့ဘုသူစီရမငွေလဲကြီးဖို့မလို့တဲ့ကျွန်တော်ဒီသံဝန်ကျောင်းပညာသင်ကြားပေးရေးတွေကိုလူငယ်လူကြီးတွေအားဖြင့်တက်မြောက်မယ်ဆိုရင်ကျွန်တော်ဒီပညာကိုဘယ်သူမှလည်းလာရောက်ပြီးတော့ခိုးယူလို့မရပါဘူးအဲ့တော့ဒီစတုတင်တန်းလေးမှာဒီလိုမျိုးကျွန်တော်တက်သွားခြင်းအဖြစ်ပေါ့နော်ကျွန်တော်အလုပ်တွေကိုရရှိလာမယ်အဲ့အဲ့ဒီခါကျလို့ဆိုရင်ကျွန်တော် ီအလုံးလည်းမဲ့ပြဿနာတွေကိုဖြေရှင်းလာနိုင်မျိုးပေါ့နော်အဲ့ဒီလိုမျိုးမိကြီးသွေးကွန်ကြီးပြည်ရွယ်ဘွဲကို2006ခုနှစ်ကတည်းကတည်ထောင်လာတာဖြစ်ပြီးအခုလိုမျိုးအခမဲ့ဆက်ချုပ်တင်တဲ့နေ့ကိုရန်ကုန်တိုင်းစစ်ကြီးခနောင်းတို့မြို့နယ်မှာဆက်လက်တိုးချဲ့သွားအောင်မယ်လို့လည်းပြည်ရပါတယ်ခင်ဗျာထိုင်းမြန်မာနယ်စပ်မှာတောင်အင်းမြေတိုးလာတဲ့အတွက်မြောက်ရီနယ်မဲဆောက်မြို့တွေမှာရေကြီးနေချိန်မှာပဲနှစ်နိုင်ငံကုံတော်ရေးမှာအဓိကကြတဲ့မြောက်ရီမဲဆောက်ချစ်ကြည်တရာ15နှစ်ပြည့်အထိမ်းအမှတ်ပွဲတော်ကိုနှစ်နိုင်ငံပူးပေါင်းကျင်းပခဲ့ပါတယ်ဒီဇေယျပွဲတော်အကြောင်းနဲ့ရေကြီးမှုအခြေအနေပြေဆုံးကိုတော့ ကျွန်တော်တို့ဝိုင်းတော်သားဦးသိန်းရောင်ကတင်ပြထားပါတယ်ခင်ဗျာထိုင်းမြန်မာနယ်စပ်ကုန်သွယ်ရေးမှာအဓိကကြတဲ့မြောက်ဒီမဲခေါက်ထိုင်းမြန်မာချစ်ကြည်ရေးတရားကြီး15နှစ်ပြည့်အထိမ်းအမှတ်အဖြစ်နှစ်နိုင်ငံချစ်ကြည်ရေးကုန်စည်ဈေးရောင်းပွဲကိုကျင်းပခဲ့တာပါဩဂုတ်လ23ရက်နေ့ကနေ25ရက်နေ့အထိမဲခေါက်မြို့ပတ်မှာကျင်းပတဲ့အခမ်းအနားမှာနှစ်နိုင်ငံထွက်ကုန်ပစ္စည်းတွေကိုရောင်းချခဲ့ကြပါတယ်ဟုတ်ဒီတိုင်းမြန်မာချစ်ကြည်ရေးပေါ့နော်ဒါ15နှစ်မြောက် ့ထိမ့်မအနေနဲ့အချစ်ကြီးသဘောအဲ့ဒီဇေယောင်ပွဲတော်နဲ့ကိုယ်စီပြပွဲပေါ့အဲ့ဒါကိုနိုင်ဆိုရတာလည်းမြန်မာဆိုတာကိုပေါ့ကန့်လန့်တယ်ခဏတော့ကျွန်တော်မြန်မာဘက်ကလည်းမြန်မာတပ်ပုံတွေကိုပြပေးပါရောင်းပေးပါလို့အဲ့ဒါကန့်လန့်လာတဲ့ခါကျတော့ကျွန်တော်တို့ပြည်နယ်ဆိုတာလည်းအဲ့ဒါကိုဒါဆိုရင်တပ်ပုံတွေကိုရောင်းဖို့အဲ့ဒါပြည်နယ်ဆိုတာအနေနဲ့စီလုံးနေပါလေ အဲ့ကပ်ကိုဆွေးနွေးနေရမှာကျွန်တော်ဒီတိုင်းရင်းသားရိုးရာဝတ်စုံနေစီမံအဲ့ကျွန်တော်တို့ပြင် data ထွက် တောင်းမြတ်ပေါ့ဒေါနာပြန်ဆိုတဲ့ဒီထွက်ကုန်နေစီမံအဲ့ဒါတွေကိုကျွန်တော်တို့ကဒီနိုင်ငံချစ်ချည်ရေးဆိုအားစီစဉ်နေလာပြီးတော့ကြားထားတာဖြစ်ပါတယ်မြန်မာနိုင်ငံဘက်ကကရင်ပြည်နယ်ဒေါနာတောင်တွက်ခရမ်းဆွဲတောင်းမြတ်ရတနာနဲ့ကရင်ရိုးရာအဝတ်ထည်တွေအပါအဝင်မြန်မာပြည်ရာနဲ့ အဖျော်ယမကမျိုးစုံလဲလာရောက်ရောင်းချတာကိုတွေ့ရပါတယ်။ထိုင်းနိုင်ငံဘက်ကတော့ထိုင်းအစားအသောက်နဲ့အဝတ်အထည်တွေကိုခင်းကျင်းပြတ်သားရောင်းချကြပါတယ်။ဒီတရားကြီးကတဆင့်ထိုင်းနိုင်ငံကနေမြန်မာနိုင်ငံကိုလက်တင်ဘတ်တန်းထောင်နဲ့ချီတန်ဖိုးရှိတဲ့ကုန်ပစ္စည်းတွေကိုပို့ဆောင်နေခဲ့တာပါ။ပြီးခဲ့တဲ့2010ပြည့်နှစ်အတွင်းကတော့နှစ်နိုင်ငံနယ်စပ်ပြဿနာတွေကြောင့်တစ်နှစ်ကျော်ကြာတရားပိတ်ထားခဲ့တဲ့အတွက်ထိုင်းနိုင်ငံအဖို့ဘတ်ငွေတန်ပေါင်းများစွာနှင်နာခဲ့ရပါတယ်။ ဒီပွဲတော်မကျင်းပခင်ရပိုင်းကတောင်ရင်မြည်ရေတက်လာတဲ့အတွက်နှစ်ဖက်နေသားမျိုးတွေဖြစ်တဲ့မဲဆောက်နဲ့မြဝတီမျိုးမှာရေလွှမ်းမှုတွေဖြစ်နေပြီးလူနေအိမ်အတော်များများရေနှိမ့်မြုပ်ခဲ့သလိုအိမ်တချို့ရေထဲမျောပါခဲ့ပါတယ်။မဲဆောက်ဖက်အချမ်းမာနေထိုင်တဲ့မြန်မာနိုင်ငံသားရေဘေးဒုက္ခသည်တွေဟာရေဘေးလွရာ ထိုင်းဖုံးတို့ကြီးကြောင်တချို့မှာကိုလုံနေကြရပါတယ်။ဟောဒီကလာပေးရတာ။ဟုတ်ကဲ့။လာတော့ပူရဲသမင်းတော်တွေလို့ဟုတ်ကဲ့။ စတက်တာဟောညနေ၄နိုင်၅နိုင်တော့အိမ်မျိုးပြီအဲ့ချိန်မှာစပြေးရတာပဲအိမ်မျိုးပြီဆိုတော့လိန်နဲ့အထုပ်ဝေးကြတော့နောက်မှလိန်နဲ့ဒိတ်ုံလိုက်တာပေါ့အင်းစပြေးကြည့်တော့လည်းစီအဲ့ဒီကဟို၂ရက်၃ရက်လောက်လူတွေကသူတိန်တာပြီဟုတ်ရဲ့ကိုတော်ကြီးနဲ့ပစ္စည်းဆုံးရှုံးသိမရှိနည်းနည်းပဲသေးလဲလာဝေးရတယ်ဆုံးညဟုတ်ရဲ့စီတိုင်ပုဂံတောင်းလာရင်တော့လာမလို့ဒီဟုတ်ရဲ့ဒီပုဂံမလာဘူး ဒီပကန်းတောင်ငန်တွေမှာလာမြောက်ရီမြို့မှာလဲကုန်းလောင်ယုံတွေရေနှစ်မြုပ်နေတယ်လို့ဒေသခံတွေကပြောပါတယ်မြန်မာနိုင်ငံဘက်ချမ်းမှာအစိုးရကရေဘေးကယ်ဆယ်ရေးလုပ်ငန်းတွေလုတ်ကင်တာမတွေ့ရပဲပုဂ္ဂလိကကယ်ဆယ်ရေးလုပ်ငန်းတွေသာတွေ့ရပြီးရေဘေးဒုက္ခသည်တွေစားဝတ်နေရေးအခက်အခဲတွေ့နေကြတယ်လို့လဲဒေသခံတွေကပြောကြပါတယ်ခင်ဗျာ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီရဲ့ဌာနချုပ်ရုံးခန်းဖွင့်ပွဲနဲ့စိုင်းမုံတင်ပွဲအခမ်းအနားကိုရန်ကုန်မြို့ကိုးမိုင်မှာရှိတဲ့ SNLD ဥက္ကဋ္ဌဦးခွန်ထွန်းဦးရဲ့နေအိမ်ခြံဝင်းမှာပြီးခဲ့တဲ့ဗဟုပုဒ္ဓဟူးနေ့ကကျင်းပခဲ့ပါတယ်။အပြည့်အစုံကိုကျမတို့အဖွဲ့သားကိုကြီးကတင်ပြထားပါတယ်။ချန်တိုင်းနာမည်ဒီမိုကရေစီဖွဲ့ချုပ် SNLD ပါတီ ဌာနချုပ်ရုံးငန်းဖွင့်ပွဲနဲ့စိုင်းပုတ်တင်ပွဲအခမ်းအနားကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နိုင်ကဦးတင်ဦးပါတီဗဟုကော်မတီဝင်တွေ88မျိုးဆက်ကျောင်းသားများအဖွဲ့ကကိုပြုံးချုံနဲ့တခြားကျောင်းသားခေါင်းဆောင်တွေတိုင်းရင်းသားနိုင်ငံရေးပါတီခေါင်းဆောင်တွေတခြားနိုင်ငံရေးပါတီခေါင်းဆောင်တွေနဲ့အတူ အထူးဖိတ်ကြားထားတဲ့ဧည့်သည်တော်တွေတက်ရောက်ခဲ့ကြပါတယ်။ န်တဲ့ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့အတွက်အတိတ်ပဲပြေးဝါတဲ့နိုင်ငံရေးဆွေးနွေးပွဲတွေကိုဖော်ဆောင်ဖို့နိုင်ငံပြန်လည်တည်ထောင်ရေးမှာနိုင်ငံရေးပါတီအားလုံးပူးပေါင်းပါဝင်ဖို့တမရဦးသိန်းစင်ရဲ့ဖိတ်ခေါ်ချက်ကို ကြိုးဆိုတဲ့ဆိုတဲ့ကြေညာချက်တစ်ခုကိုဒီဖွင့်ပွဲအခမ်းအနားမှာ SNLD ပါတီကထုတ်ပြန်ခဲ့ပါတယ်။ဖွင့်ပွဲအခမ်းအနားမှာရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ကြားပြူပါတီကိုယ်စားလှယ်ဆိုင်းစောတမ်းမြင့်ကတိုင်းရင်းသားပါတီတွေပူးပေါင်းပြီး ်ဤတောင်စုတစ်ခုကိုညီညီညွတ်ညွတ်ထူထောင်ဖို့ပြင်ဆင်နေကြောင်းပြောခဲ့ပါတယ်။ဖြစ်ပါတယ်။ဥစွာပထမဆုံးဤနယ်အခြေပြုတဲ့တိုင်းနာပါတီနာပါတီကနေစတင်ဖွဲ့စည်းတာအခုစဉ်ကျွန်တော်မြန်မာတိုင်းနာပါတီဖက်မှာဆယ်ပါတီထိအားလုံးဝင်ရောက်ပူးပေါင်းလာပါတယ်။မကြာသောကာလမှာကျွန်တော်ရဲ့မူဝါဒကိုလက်ခံနိုင်တဲ့အခြားသောကျွန်တော်တို့တိုင်းနာမြန်မာပါတီများလည်းဆက်လက်ပြီးတော့ ကျွန်တော်တို့ဒီ National Brotherhood Forum လို့ခေါ်တဲ့ NBF group တွေကိုထပ်ပြီးတော့လည်းဝင်လာကြမယ်လို့ကျွန်တော်ပြောလင်းပါတယ်တိုင်းသားပါတီတွေရဲ့ပူးပေါင်းပါဝင်မှုကိုဘယ်တော့မှမမေ့ကြောင်းဒေါ်အောင်ဆန်းစုကြည်ရဲ့ကိုစားအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနိုင်ရကဦးတင်ဦးကလည်းပြောခဲ့ပါတယ်ဒါကျွန်တော်စိတ်ဓာတ်ကျွန်တော်စုစုစစ်စစ်နိုင်ငံတော်ဖြစ်ဖို့ဆိုတာကိုဒီတော့က သဘောတူကြတဲ့သဘောညှ့ကြတယ်အဲ့ဒီလိုညှ့လာရင်လည်းဘုရင်ကတော့ကျွန်တော်တို့တို့ပဲလွန်လွန်ပဲ SNL ပဲခေါ်လိုက်ပါတယ်ကျွန်တော်တို့လွတ်တော်ခေါ်ဖို့ကိစ္စကြတော့အတော်အခက်ခဲဖြစ်တယ်ဒီတော့လွတ်တယ်ခေါ်ကြမရရင်လွတ်တော်ခေါ်ဖို့အတွက်ရည်စူးပြီးတော့လွတ်တော်ခေါ်နိုင်ဖို့အခွင့်အရေးတစ်ခုကိုတော့ပေးကြကြဆိုရဲဆိုတဲ့အခါမှာဒီတော့ကတော့ ကျွန်တော်တို့လွတ်တော်ကိုသာပြီးလွတ်တော်ကိုယူတော်ကော်မတီပေါ့နော် CRPB ပေါ့အဲ့ဒီလိုခံပါတယ်ပဲဒီကောင်းကဥရောဥတော်ဘုံတို့ဥတော်ဘုံတို့ပဲဥနိုင်ငံသိန်းတို့ပဲဥဆိုင်ညွန့်တို့ပဲတစ်ခက်နဲ့ဒေါ်စန်းစီရင်တွေကပြည်နိုင်တိုင်ပင်ပြီးတော့ကျွန်တော်တို့ဆောင်ရလာခဲ့ရှေ့ဆက်လက်ပြီးတော့လည်းပဲကျွန်တော်တို့အပေါ်မှာအဖြစ်ကိုကျေးဇူးတရားပြုခဲ့တယ်ကျွန်တော်တို့ SNL ပေါ့နော်ဒါလည်းပဲကျွန်တော်တို့ကဆက်လက်ပြီးတော့အခုတို့က အရင်ကဆောင်းဆောင်းနေတဲ့အတိုင်းကျွန်တော်အေးချမ်းညာငင်းငင်းချမ်းညာဘာသာတာဒီဘက်နဲ့ဘက်နဲ့နားလည်းမရှိတဲ့နိလန်းနေနဲ့သူကပြစ်စင်းသွားချင်းအဖြစ်ကျွန်တော်တို့မြစ်တင်တယ်လို့မမိတ်ခင်ပါညီညွတ်တော်နိုင်ငံတော်ကြီးအဖြစ်တို့ရောက်ရှိတော်အတိတ်နမင်းမှာပြနေပြီဆိုတာကိုမြင်ရသွားခြင်းဖြင့်ကျွန်တော်ကျေနပ်လိုက်ပါတယ်ဒီနေ့ကျွန်တော်တို့ဖိတ်ခေါ်ပြီးတော့ဒီလိုပြောမယ်တကားပြောမပြတာကိုလည်းပဲကြည့် ဥက္ကရာကြီးနဲ့တော့အားလုံးဘောင်းဘောင်းနဲ့ဝင်ကျေးဇူးတင်ပါတယ်ဆိုတာကိုတော့ဖန်ပြ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 နေဒီကိုကြောက်ရပါတယ်အေးဒီခေတ်ဒီစနစ်နဲ့ကိုက်ညီမဲ့အဟိုညီလာကမျိုးဖြစ်တဲ့နေဥမာကျွန်တော်တို့ဒိုင်းနာအားလုံးပါဝင်ရေးတော့ပြီးတော့ဟိုဟဲ့ပါတဲ့ပါတဲ့လူတွေပါဝင်ရေးတော့ဒီမျိုးကျွေးစီအားစုတွေပါတီတွေတော့ပြီးတော့ဒီ တာဒုက္ခဆိုင်ရာဆိုရတယ်ပါဝင်မှုကအဲ့တော့ကျွန်တော်ထင်တယ်ဒီမှာ၄၀ခုနော်ကတော့ဟလာဟိုလို့ပဲဒီမှာမြေကြီးရေးတဲ့ပတ်သက်ပြီးတော့ကြောက်တာအလုပ်များနေချိန်သူစုစုစည်းလိုက်ရတာလေဟလာအဲချိန်ပြရလိုက်တော့ကျန်းတစ်ချိန်ချင်းတော်မှာဟိုကပေါ့ဟာတမင်းမျိုးမှာဟာလာလာကြောက်ပြီးဖြစ်နေတယ်အဲ့တော့စိတ်မချုပ်လိုက်ဘူးပေါ့နော် တော့အဲ့ဒီအဆုံဆုံးခဲ့နော်ဟိုအင်အားစုတွေကအကြည့်နေပြီးတော့အဲ့ဒီအင်အားစုတွေစုံပြီးရဲ့အင်အားစုတွေဘာမှရမယ်ဖြစ်ပါတယ်ဖြစ်နေတယ်ဖြစ်နေတယ် SNL ပါတီဟာ1990ပြည့်နှစ်ရွေးကောက်ပွဲမှာဒုတိယမင်းအများဆုံးနဲ့အနိုင်ရရှိခဲ့တဲ့တိုင်းရင်းသားနိုင်ငံရေးပါတီကြီးတစ်ခုဖြစ်ပါတယ်ခင်ဗျာ။ ခုတခါတော့ RFA ကိုရေးတဲ့စာပေးတဲ့စာအစီအစဉ်ကိုထုတ်လွှင့်ပေးတော့တော့မယ်။ကျွန်တော်တို့ဝိုင်းတော်သားတွေဖြစ်ကြတဲ့ကိုဝင်းနိုင်တဲ့ marketing game တို့ကတင်ပြပေးကြပါလိမ့်မယ်ခင်ဗျာ။မင်္ဂလာပါရှင်။ RFA ကိုရေးတဲ့စာပေးတဲ့စာအစီအစဉ်ကကျေဆွပါတယ်။မင်္ဂလာပါခင်ဗျာ။ဒီတစ်ပတ် RFA ကိုရေးတဲ့စာပေးတဲ့စာအစီအစဉ်မှာမကွေးတိုင်းဘက်ကစာရဆောင်နဲ့အရင်ဦးဆုံးတင်ပြလိုပါလိမ့်ခင်ဗျာ။မကွေးတိုင်းဒေသကြီးတရက် KI မင်းလားမြို့နယ်ဒေဟပင်ရေနံမြေက S5 company မှာဇူလိုင်လ26ရက်နေ့က လက်ရက်ရေနံတွင်တူးဖို့ရေးတွင်းအမှတ်113ညနဲ့မှာမိလောင်မှု ဖြစ်ပွားခဲ့တယ်လို့យေတာလာပါတယ်တရက်ကိုရေနံပေပါအလုံးရေ200လောက်ထွက်တဲ့အဲ့ဒီရေနံတွင်က gas တွေထွက်လာပြီးတော့မီးစတင်လောင်ကျွမ်းခဲ့တာလို့ဆိုပါတယ်အဲ့ဒီမိလောင်မှုကြောင့်မင်းလာမြို့နယ်က2ဦးနဲ့တရက်မြို့က2ဦးသေဆုံးခဲ့တယ်လို့យေထားပါတယ်တွင်းပိုင်ရှင်နဲ့စက်တူလုတ်ဖို့ကမ်းပဲတူကငွေကြက်300လက်ငွေပေးပြီးတော့တည်ဆုံသွားသူတူကိုတရားခံအဖြစ်အမှုဖွင့်စေခဲ့တယ်လို့ဆိုပါတယ်။နောက်၃ရက်ကြာမှအဲ့ဒီတွင်းမှာပဲ စီစုပ်တင်နေစင်မှာထပ်ပြီးတော့မီးလောင်ခဲ့တယ်လို့ဆိုပါတယ်။ဒီမီးလောင်မှုကိုငွေကျပ်300ပေးပြီးနှုတ်ပိတ်ခဲ့တယ်လို့ပြောလာပါတယ်။တင်ဆုံးသူတွေပေါ်ကုမ္ပဏီကနေတာဝန်ယူခြင်းမရှိဘူးလို့ဆိုပါတယ်။ S5 ကုမ္ပဏီရဲ့မတရားမှုတွေကိုနိုင်ငံတော်သမ္မတကြီးနဲ့တကွမြန်မာနိုင်ငံရဲတပ်ဖွဲ့မှရဲချုပ်ကြီးသိရှိစေဖို့ RFA ကတစင်တင်ပြလိုက်ရပါလေရေးလာပါတယ်ခင်ဗျာ။ပြည်ထောင်စုရာထူးဝန်အဖွဲ့ကဝန်ထမ်းတဦးရေးလာတဲ့စာအုပ်လည်းတင်ပြချင်ပါတယ်။တနိုင်ငံလုံးဒီမိုကရေစီရနေပြီမဲ့တဲ့ဒီပြည်ထောင်စုရာထူးဝန်အဖွဲ့ကတော့ ာနာရှင်ဆက်ဆက်အုပ်ချုပ်နေသေးပါပဲတဲ့။ယာရုတိုးဆိုတဲ့နေရာမှာလည်းအဂတိလိုက်စားမှုတွေလည်းရှိပါတယ်တဲ့။နောက်လက်ရှိလုံတက်ကိုရေးတွက်ရမယ့်အစားပေးလိုတဲ့သူတွေကိုတခြားဌာနတွေမှာလုံတက်တွေထည့်ပြီးပေါင်းပြီးတော့ယာရုတွေတိုးပေးပါတယ်တဲ့။ပြည်တော်စုယာရုဘုံအဖွဲ့မှာလစ်လက်နေတဲ့ရုံးအုပ်ယာရုကိုတဲ့ဒီဝန်ထမ်းတွေကခန်းစား권မရဘဲနဲ့နိုင်ငံသားရေးဌာနက BC တယောက်ကိုခေါ်ယူပြီးတော့ခန့်ထားပါတယ်တဲ့။နောက်ဘ ਹੁ ဝန်ထမ်းတက်ကတော့ဇီးပင်ကြီးမှာဆိုရင်လဲ လစ်လက်နေတဲ့ဒုတိယပမောက္ခချုပ်ယာဒူးကိုစစ်တပ်ကပြောင်းလာတဲ့ဒူတူကိုခန့်ထားပါတယ်တဲ့နိုင်ငံတော်သမ္မတရုံးလူခွင့်ရေးကော်မတီနဲ့လွှတ်တော်နှစ်ရလုံးအပါအဝင်ဒေါက်ဆန်းစုကြည်ဦးဆောင်တဲ့တရားဥပဒေစိုးမိုးရေးနဲ့တည်ငြိမ်အင်းကြီးရေးကော်မတီတို့ကနေပြီးတော့အမြန်ဆုံးစစ်ဆေးပေးပါဆိုပြီးတင်ပြလာပါတယ်ရှင်နောက်ထပ်စာဆောင်ကတော့ရန်ကုန်တိုင်းမယန်းကုန်းမြို့နယ်ကပညာရေးလူလားသူဒူးဆိုပြီးရေးလာတဲ့စာပါပညာရေးလူလားသူတူအနေနဲ့ပညာရေးမှာအရှိန်ကုန်မြင့်တင်နေတာတွေတွေ့ရတော့အလွန်ပဲပီတိဖြစ်ရပါတယ်လို့ရေးလာပါတယ် သူကတော့ငါးရက်နဲ့ကြောင်းဆက်မတက်နိုင်လို့ကြောင်းထွက်ခဲ့ပြီးတော့စာတက်ချင်လို့ဆိုပြီးဘုန်းကြီးကျောင်းပညာရေးနဲ့လူလားမြောက်ခဲ့ရသူလို့ပြောလာပါတယ်။ဒါပေမဲ့လူထွက်ပြီးအလုံးလျှောက်တဲ့အခါမှာပညာရေးအခက်အခဲတွေနဲ့တွေ့ရတယ်လို့ဆိုပါတယ်။အနေအဆုံးတကားဆောင်အလုပ်တော်မှလေးတန်းအောင်မှခန့်နေခန့်နေရတဲ့အတွက်တင်ထားတဲ့စာတွေတဲတဲရေးသလိုတွန်သလိုဖြစ်ရတယ်လို့ရေးလာပါတယ်။အလုပ်ခန့်ရမှာပညာရေးချင်းသတ်မှတ်တာကိုသူ့အနေနဲ့လက်ခံပေမဲ့အကြောင်းမျိုးမျိုးကြောင့်အတန်းပညာမတက်နိုင်သူတွေအတွက်နယ်ပယ်တစ်ခုခုဘာသာရပ်တစ်ခုခုမှာ ကျွမ်းကျင်မှုအရေးချင်းအလိုက်ကြည့်ပြီးတော့မှအလောက်ခန့်စီလို့ကြောင်းနဲ့အဲ့ဒီလူတွေဖြစ်လာဖို့အတွက်နိုင်ငံတော်သမ္မတကြီးနဲ့တကွာသက်ဆိုင်ရာလွှတ်တော်အမတ်တွေကနေအစီအစဉ်တွေချမှတ်ပေးဖို့တောင်းဆိုပါကြောင်း RFA ကတစ်ဆင့်ပြောလာတယ်လို့ရေးလာပါတယ်ခင်ဗျာအလုံသမားဝင်ကြီးဌာနကအာခရီလိုက်စားမှုတွေအကြောင်းပြောပြလာတာကိုလည်းအခုတင်ပြပါပါရန်ကုန်မြို့နယ်ရန်ကင်းမြို့နယ်ကံဘက်မှာရှိတဲ့အလုံသမားဝင်ကြီးဌာနလက်ကျင်ရေးတင်နှန်းကြောင်းအကြီးအကဲဟာဝန်ထမ်းတွေအပေါ်မှာမောက်မောက်မမဆစ်ဆန်းတာ နောက်မိမိကိုရဲကိုရာကိစ္စရက်တွေဥပမာအဝစ်လျှော်မိဘူးတိုက်ကိစ္စရက်တွေကိုရုံးကိုယူဆောင်လာပြီးတော့အောက်ခြေဝန်ထမ်းတွေကိုခိုင်းစေတာနောက်ဝန်ထမ်းတွေကိုချိန်ချောက်ပြောဆိုတာတွေလုပ်နေပါတယ်တဲ့ဒါအပြင်ဒီငွေစည်းရင်းနဲ့ပတ်သက်လို့လည်းပွင့်လင်းမြင်သာမှုမရှိတာနောက်နိုင်ငံပိုင်တင်နန်းကျောင်းအဆောက်အဦကိုလည်းအသုံးချပြီးတော့ကိုကျိုးအတွက်ဆောင်ရွက်နေတာတွေလည်းတွေ့ရပါတယ်တဲ့အခုလိုနိုင်ငံတော်ပြုပြင်ပြောင်းလဲရေးကာလမှာဒီလိုအချင်းပြက်စီမံဝန်ထမ်းအရာတန်းမျိုးထိရောက်စွာအေးအေးယူဆောင်ရွက်ရန်လိုအပ်နေပြီဖြစ်ကြောင်းနဲ့ နဲ့ပြည်သူ့ဗန္တာငွေကိုထင်းတယ်လို့ရော့တီရော်ရဲ့ဆောင်ရွက်နေမှုတွေကိုလည်းထိရောက်စွာငွေရောက်စစ်ဆေးအရေးယူတင်ပါကြောင်းတာဝန်ရှိသူအကြီးအကဲတွေသိစေချင်ပါတယ်ဆိုပြီးရေးလာပါတယ်ရှင်။နောက်စာတစ်စောင်ကတော့အုပ်ချုပ်ရေးနဲ့တရားစီရင်ကဏ္ဍတွေမပြောင်းလဲသေးပါဘူးလို့ ERA တိုင်းဘုတ်ကလေးကနေရေးလာတဲ့စာပါခင်ဗျာ။စာရေးသားသူကအခုလဩဂုတ်လ၁ရက်နေ့ကဘုတ်ကလေးမျိုးကတင်ငချင်းတယောက်ထံကိုသူသွားလဲခဲ့ပါတယ်တဲ့အပြန်မှာလူငယ်လေးတူကသူစီးလာတဲ့စပိန်က သူ့ရဲ့ရပ်ထားတဲ့ဆိုင်ကယ်ကိုပုတ်တိုက်မိတယ်လို့ရေးလာပါတယ်။အဲ့ဒီလူငယ်ကပဲသူငေးနေလို့ပါကျွန်တော်ဝင်တိုက်မိတာပါဆိုပြီးတောင်းပန်ပြီးထွက်သွားပါတယ်။ဒါပေမဲ့ချက်ချင်းဆိုသလိုပဲရင်းနှင်းရဲတူရောက်လာပြီးတော့သူ့ကိုစခန်းလိုက်ဖို့အတင်းခေါ်သွားတယ်လို့ဆိုပါတယ်။စခန်းရောက်နေစဉ်ညှိနှိုင်းနေစဉ်မှာပဲရှစ်နေအမျိုးသမီးနှစ်ဦးရောက်လာပြီးငွေတောင်းတယ်လို့ရေးလာပါတယ်။နောက်ထပ်တစ်ခါဒူရဲဦးတူရောက်လာပြီးတော့ကျန်တန်းကျန်တန်းစွာပြောဆိုဆက်ဆံရုံမကပဲကြောက်လန့်အောင်လဲချင်းချောက်တယ်လို့ရေးလာပါတယ်။ နောက်ဆုံးငွေ3,500တိတိပေးလိုက်တော့မှငြိမ်သွားတယ်လို့ပြောဆိုလာပါတယ်။ဒါကြောင့်တရားစီရင်တဲ့အစိုးရဌာနဆိုင်ရာတွေမှာအာဂရီလိုက်စားမှုတာမကပဲအကြမ်းဖက်အဖွဲ့အစည်းတွေလိုပဲမတရားမှုတွေနှိပ်စက်မှုတွေထူပြောနေစေလို့စာရေးသူကရေးလာပါတယ်ခင်ဗျာ။ဒီတစ်ပတ် RFA ကိုရေးတဲ့စာပေးတဲ့စာစီစဉ်ကိုဒီမြပဲရန်နာခွင့်ပြပါရှင်။ RFA ကိုစာရေးသားပေးဖို့ကြဖို့ကိုလည်းဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ။ RFA ကိုစာရေးသားပေးပို့ကြမယ်ဆိုရင်ပေးပို့ရမယ့် email လိပ်စာကတော့ burmese@rfa.org ဖြစ်ပါတယ်ခင်ဗျာမြန်မာနိုင်ငံရဲ့မင်းနေပြည်တော်ဟောင်းမန္တလေးမြို့မှာရှိတဲ့ရှေးဟောင်းအဆောက်အအုံတွေပြုပြင်ထိန်းသိမ်းဖို့လိုအပ်နေပါတယ် ဲ့ဒီအထဲကကင်းဝွန်မင်းကြီးကြောင်းတိုင်းနဲ့ပတ်သက်ပြီး RFA ဆောင်းပါရှင်ခင်စီတာကတင်ပြပေးမှာပါမန္တလေးမြို့ဟာမြန်မာနိုင်ငံရဲ့နောက်ဆုံးမင်းဆက်စုဆန်ခဲ့တဲ့မင်းနေပြည်တော်ဟောင်းဖြစ်ပြီးမြို့တက်တန်း150ကျော်ရှိနေခဲ့ပြီဖြစ်ပါတယ်။အခုအချိန်မှာမန္တလေးမြို့ဟာခင်မီမြို့ပြအတွင်နဲ့ပြည်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 ဖြစ်ထွန်းစီကားလျက်ရှိနေပါပြီ။မန္တလေးမြို့ဟာမင်းနေပြည်တော်ဟောင်းဖြစ်ခဲ့တာကြောင့်မြမရင်ကျေးမှုအမွေအနှစ်နဲ့သမိုင်းဆိုင်ရာလိမ့်လာစရာအထောက်အထားတွေကို မန္တလေးမြို့တွေမှာအများအပြားကြန့်ရှိနေပါတယ်အဲ့ဒီအဆောင်အုံတွေအ ਨੇ တချို့ဟာရှင်ဟုတ်သူတေသနာဌာနရဲ့ထိမ့်သိမ့်မှုအောက်မှာရှိပြီးတချို့ကတော့ဖုံတော်ကြီးចောင်းတွေက ထိမ့်သိမ့်ထားတာပါမန္တလေးတောင်ကြီးမှာရှိတဲ့သူရမဇေယတန်းကိုရှင်ဟုတ်သူတေသနာထိမ့်သိမ့်ထားပါတယ်ဇေယပေါင်း33ဆောင်ရှိတဲ့သူရမဇေယတန်းကိုမင်းတုံးမင်းကတန်ဃာတော်ရဲ့စာဖြေပွဲအတွက်အသုံးပြုဖို့အေယာမကျွန်းနိုင်လုံကြီးတွေကိုအသုံးပြုပြီး မြန်မာနှစ်1226ခုနှစ်မှာတည်ဆောက်ခဲ့တာပါအဲ့ဒီဇေယျတွေကိုထိမ့်သိမ်းဆောက်ရှောက်ဖို့လိုအပ်နေခဲ့တာကြောင့်ပြင်ပလူရှင်များရဲ့အကူအညီနဲ့ရှေးဟောင်းသူတေသနာဌာနဟာ2017ခုနှစ်ကပြန်ပြီးမွန်ပန်ပြင်ဆင်ခဲ့ပါတယ်ဒါကတော့ရွှေမင်းကျောင်းဖြစ်ပါတယ်မြန်မာနှစ်1252ခုနှစ်ကတည်ထားခဲ့တာပါအဲ့ဒီအကြောင်းကိုတော့ ဖုံးတော်ကြီးများကထိမ့်သိမ်းစောက်လျှောက်ထားလျက်ရှိပါတယ်။ဒါပေမဲ့မန္တလေးမြို့အတွင်းမှာရှင်ဟောင်းသူတေသနာဌာနရဲ့ထိမ့်သိမ်းစောက်လျှောက်မှုအောက်မှာရှိပေမဲ့တိုးမြင့်ပြင်ဆင်စောက်လျှောက်ဖို့လိုအပ်လျက်ရှိတဲ့အဆောက်အဦတွေရှိနေသေးဖြစ်ပါတယ်။အဲ့ဒီတွေကတခုကကင်းဝင်မြင့်ကြီးကျောင်းတိုက်ဖြစ်ပါတယ်။ကိဝမင်းကြီးတောင်းတိုက်ကမန္တလေးမြို့39လမ်းနဲ့86လမ်း ရွှေတောင်ချောင်းရဲ့အနောက်ဘက်မှာရှိပါတယ်။အဲဒီကျောင်းရဲ့အလွန်ထူးခြားတဲ့အချက်ကတော့မြမပြီးတုကဟန်နဲ့ဥရောပဟန်ကိုပေါင်းဆက်တိဆောက်ထားခြင်းဖြစ်ပါတယ်။ကေဝမင်းကြီးဟာတန်တမန်ဖြစ်ဥရောပနိုင်ငံများကိုလှည့်လည်ခီးထွက်ရမှပြန်ရောက်လာပြီးအဲဒီကျောင်းကိုဆောက်လုပ်လူတန်းခဲ့တာဖြစ်ပါတယ်။ကေဝမင်းကြီးကျောင်းတက်ရဲ့နဖူးစီမှာမြမကျောင်းတွေမှာသုံးလင်းရှိတဲ့တိမ်ငှက်ကိုကျောင်းရဲ့နဖူးစီမှာထည့်သွင်းတိဆောက်ထားပါတယ်။ ဒီကြောင်ဘယ်သူကထိန်းသိမ်းထားပါလဲခင်ဗျာရှိဟောဘုဘုံတို့ကြတော့ဘယ်လိုတောင်းယူပေးရလဲခင်ဗျာတို့ကြတို့ကအဲ့ဒီဒါလို့ရှိရင်ဒီအဲ့ဒါကြီးလာလို့ကျွန်တော်ဖွင့်ပြရတယ်နောက်ပြီးတော့အဲ့ဒီပြန်ပိတ်တယ်เจ้าရဲ့အတွင်းပိုင်းတိုင်လုံးများကိုဥရောပဟန်တိုင်ဖုံးများနဲ့ပုံဖော်ထားပါတယ်။เจ้าရဲ့ဒုတိယဓာတ်ကနေအပေါ်ဆုံးဓာတ်ကိုတက်ရောက်ရင်เจ้าလိန်လေကားကို အသုံးပြုပါတယ်။ကုန်းပေါင်ခေဖုံးတော်ကြီးเจ้าများရဲ့ဘိသူကတိဆောက်ဟန်မှာ ကျောင်းလေးလေးကောင်ကိုထည့်သွင်းတိဆောက်ခြင်းမရှိတာကြောင့်ကင်းဝင်မြင့်ကြီးရဲ့ကျောင်းဟာထူးခြားလို့နေပါတယ်။ကျောင်းကိုပြင်ပကားကြည့်ရင်နှစ်ထပ်အသွင်ထင်ရပေမဲ့အတွင်းကိုဝင်ကြည့်ရတဲ့အခါမှာတော့အထပ်ပေါင်း၄ထပ်ခန့်တိဆောက်ထားတာကိုတွေ့မြင်ရပါတယ်။ကျွန်တော်ကဒလကူမျိုးသုံးဘောက်၄ဘောက်လောက်လိုလာတယ်။ခုလာတာကိုသူတို့ကြားတယ်။ဘယ်ကနေတော့လာရောဒီနေရာကိုစိတ်ဝင်စားသလားခင်ဗျာ။တို့ဘယ်လိုစိတ်ဝင်စားတယ်စိတ်ဝင်စားတယ် သူဘယ်ရကြသူစိတ်ကိုသာသူပြင်းတဲ့တို့ဒီလိကြဒီဟာကိုသူစိတ်ဝင်စားအပြင်းတက်တာကိုစိတ်ဝင်စားတယ်ဘာလို့လဲသူစီရလုတ်တယ်ဆိုတာဒီတက်ကဘုရားကသူစီရလုတ်တယ်အဲဒီတရားအောက်ကဟာနေသူဒီလိအဲ့ဒီကျောင်းရဲ့တော့ကိုကင်းဝမင်းကြီးကျောင်းတိုက်အနီးမှာရှိတဲ့မကွေးကျောင်းတိုက်ကဖုံးတော်ကြီးကထိမ့်သိမ်းထားပေးပြီးဧည့်သည်များကြီးရှုလိုပါကဖွင့်လှစ်ပေးပါတယ်။ကျောင်းရဲ့တိဆောက်ပုံဟန်ပတ်မှာနိုင်ငံသားသားခီးသွားဧည့်သည်များအတွက်ဆွဲဆောင်မှုအလွန်ကောင်းမင်မဲ့ ထိမ့်သိမ်းဆောင်ရှောက်မှုအားနည်းနေတဲ့အတွက်ပျက်စီးယိုယွင်းစားပြူနေပြီဖြစ်ပါတယ်။မြမရှင်ဟောင်းလက်ရမုံများကို ထိမ့်သိမ်းဆောင်ရှောက်တာဟာတိုင်းပြည်ရဲ့ရင်ကျေးမှု အထောက်အထားများကိုကာကွယ်ရာရောက်တယ်လို့ခွင့်ပြုတိုးတက်လာမဲ့ခီးသွွားလုပ်ငန်းအတွက်အထောက်ပံ့ကောင်းတွေလည်းဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်မို့နှစ်တရာကျော်တက်တန်းရှိတဲ့မြမပိတုကဟန်နဲ့ဥရောပဟန်ရောဆက်တိဆောက်ထားတဲ့အလွန်ရှားပါးတဲ့ဖုံးတော်ကြီးចောင်းပုံစံတစ်မျိုးဖြစ်တဲ့ကိဝံမင်းကြီးចောင်းတိုက်ကိုအလင်းအမြန်ထိမ့်သိမ့်ဖို့လိုအပ်နေပြီဖြစ်ကြောင်းကိုတင်ပြလိုက်ရပါတယ်ရှင်။အရင်ကအစိုးရဗန္ဒငွေနဲ့လုပ်ငန်းလဲပတ်နေတဲ့ပြည်ရင်းရေចောင်းပို့ဆောင်ရေးလုပ်ငန်းဟာအခုခါမှာတော့ဌာနလုပ်ငန်းဝင်ဝင်နဲ့ပဲရပ်တည်ရတော့မှာကြောင့်ရင်စီးနှင်းကားတွေကိုတုံးမြင့်လိုက်ပါတယ်။ဒါနဲ့ပတ်သက်ပြီး RFA စောင်းမရှင်နေတံမောင်ကတင်ပြထားပါတယ်ခင်ဗျာ။ ကိုလိုနီခေဥဂရကမြန်မာပြည်မှာ ရေချောင်းပို့ဆောင်ရေးကိုအေယာဝတီဖလိုတီလာကုမ္ပဏီနဲ့စတင်ခဲ့တာဖြစ်ပြီး ခီးတဲ့ကုန်စီတွေကို မြေချောင်းတွေတစ်လျှောက်ဝန်ဆောင်မှုပေးခဲ့ပါတယ်။အဲဒီလိုတက်တန်းကြမ်းမြင့်တဲ့ရေချောင်းလုပ်ငန်းဟာမြန်မာနီမြန်မာဟန်ဆိုရှယ်လစ်စနစ်နဲ့တိုင်းပြည်ကိုဥနေဝင်ကဥဆောင်ချီတက်တဲ့ခါမှာ ပြည်တွင်းယူချောင်းပို့ဆောင်ရေးဖြစ်တဲ့အသွင်ပြောင်းလာခဲ့ပါတယ်။ပြည်သူပိုင်သိမ်းခံလိုက်ရတဲ့ဒီရေချောင်းပို့ဆောင်ရေးဟာ1988နောက်ပိုင်းစစ်အစိုးရအုပ်ချုပ်တဲ့23နှစ်မှလည်းပိတ်ဆို့တန်ခတ်မှုတွေနဲ့အတူပြည်ပအကူအညီတွေလည်းရပ်ဆိုင်းသွားခဲ့ရပါတယ်။ဒီရေချောင်းတွေပေါ်လာခဲ့တော့ကျွန်တော်တို့ကတော့ဒီအခြေခံလူတန်းစားဖြစ်တဲ့ကျွန်တော်တို့ အတောင်လေသမားကုန်တယ်တဲ့ကျွန်တော်တို့ဒီကျောင်းသားတွေစီးပွားရေးသမားတွေဒီတာမန်လည်းလုပ်လေစားတယ်အဓိကဒေဘုဆောင်တယ်ဒီအခြေခံဖွဲ့စည်းလက်ရှိအစိုးရအတက်ကလက်ထက်မှာကျွန်တော်တို့ကဒီစီးပွားရေးမူဝါဒပြောင်းလဲတဲ့ဗတ်ကိုယ်ဝင်ဝင်တဲ့ကိုရည်တည်နေရမယ်ပြီးလို့ရှိရင်ကိုယ်အသုံးစေးကိုရအောင်ရှာမယ်ဆိုရယ်ဘူချပလေးတွေကျွန်တော်တို့ကအဲ့ဒီနှစ်မှာကျတော့ကျွန်တော်တို့နိုင်ငံတော်အစိုးရကနှုံနှားတွေကိုတင့်တင့်နေလို့ ဒီသက်ဆိုင်တိုင်းဒေသကြီးအနာပိုင်းရဲ့ရှင်းတဲ့ဒီအတင်းပါတင်းတင်းနိုင်နေဆိုကျွန်တော်ခုပြပြလိုက်ပါတယ်ကျွန်တော်တို့ဌာနအနေနဲ့ဒါပြည်သူတွေကိုဈေးနှုန်းအနည်းအနည်းဆုံးနဲ့ဝန်ဆောင်မှုပေးနိုင်ခဲ့တယ်ဒါလည်းနိုင်ငံတော်တွေတော့ဒီကြားရှားအခွန်ကဈေးနှုန်းတွေဘာမှမတက်ခဲ့သေးတဲ့အခြေအနေအဲ့တော့ဘာကြောင့်တက်လဲဆိုတော့အဲ့ဒီနှစ်ကစပြီးကျွန်တော်တို့ကအဲ့ ဒီဇယ်စီဒီရဲ့ဈေးနှုန်းကျွန်တော်စပြီးပြင်လိုက်တာပါပါတယ်။နောက်တော့အဲ့အဲ့နေ့ကစတော့မန္တန်ဒီရဲ့လာစာနှုန်းကိုတူလိုက်တာပါပါတယ်။အဲ့တော့ကျွန်တော်တို့ဌာနရဲ့သုံးစီတဲ့မှာကျွန်တော်ကဒီဌာနကြီးတစ်ခုလုံးရဲ့သုံးစီကအချမ်းမြင်65နဲ့80ရာခိုင်နှုန်းတော့ပါ73စီသုံးစီဖြစ်ပါတယ်။နောက်တော့ကကျွန်တော်ဝန်ထမ်းကြီးရဲ့လာစာဝန်ထမ်းကြီးရဲ့လာစာအလေကျွန်တော်တို့ကဒီနှစ်ကာလကြာရှည်နေတဲ့ဌာနကြီးဖြစ်တဲ့အခါကျတော့ဒီအငင်းစားဝန်ထမ်းကြီးပဲ ဝန်ထမ်းအရေးတွေကျွေးချော်ဒီတော့လာလို့ရှိပါတယ်။အဲတော့လက်ရှိတောင်ဝန်ထမ်းဆောင်တဲ့ဝန်ထမ်းဒီတော့ရှိပါတယ်။အဲတော့ဒီတောင်ဝန်ထမ်းဆောင်တဲ့ဝန်ထမ်းဒီတော့ကျော်တို့အရေးဆောင်ဝန်ထမ်းဒီတော့လာလာဆိုတော့ဒီဝန်ထမ်းနေရင်လာစားရဲကျွန်တော်တို့ဒီ73စီအဲ့ဒီအတုံးစီကျွန်တော်တို့အများကြီးဒီတုံးဆွရပါတယ်။ဒီငွေကိုကျွန်တော်ဒီအတုံးစီကိုပြန်ပြီးတော့ပြန်ပြီးကာဗတ်ဖြစ်အောင်ရှာဖို့ဆိုတဲ့ကြံပေးတယ်။လုံးလုံးမတိုးပဲနဲ့တော့ကျွန်တော်မရနိုင်ဘူး။ ယတအစိုးရတည်တလာချိန်မှာတော့နှစ်စဉ်အရုံးပေါ်နေတဲ့ပြည်တွင်းရေကြောင်ပို့ဆောင်ရေးကိုနိုင်ငံတော်ဖဏာကနေအကုန်ကြခံပေးမှာမဟုတ်တော့ဘဲကိုချရောက်ပေါ်ကိုရက်တည်ရတော့မယ် policy အစ်စ်ကြောင့်ခီးတဲ့နယ်ကုံစီလက်မှတ်ကြီးတွေကိုတိုးမြင့်ကောက်ခံလာပါတယ်နှစ်စဉ်ခီးတဲ့ပေါင်း19တန်းကျော်နဲ့ကုံစီတန်ချိန်၄သိန်းခွဲကျော်တည်ယူပို့ဆောင်နေရတဲ့ပြည်တွင်းရေကြောင်ပို့ဆောင်ရေးဌာနဟာခင်မမီတော့တဲ့တင်မောချင်းနဲ့တင်မောအဟောင်းတွေနောက်ပြီး နိုင်ငံခြားငွေမစိုက်ထုတ်တာကြောင့်ရေရင်အပူပစ္စည်းတွေနဲ့အစာမထိုးနိုင်ရှိတဲ့ပစ္စည်းတွေနဲ့လက်ပတ်နေရပြန်တော့ကုန်ကြစည်းတွေပိုများလာတာနဲ့ဂျဲအေးတုမီရိုက်တဲ့ဇဝင်းလည်နေတော့တာပဲဖြစ်ပါတယ်။ကျွန်တော်ကအစ်စ်ဖြစ်စေချင်တာပေါ့။ရာရာတိုင်းအစ်စ်ဆိုကောင်းတယ်ဝေး။ငါငယ်ငယ်နဲ့စစ်တွေပဲဖြစ်စေချင်တယ်၊ဒီတိုင်းပြည်နဲ့တိုးတက်စေချင်တာပေါ့။ဒီမော်ဒီတို့ကျွန်တော်ကကောင်းကောင်းမွန်သွားတာလာတာဖြစ်စေချင်တယ်။ ိုးဆိုတာကြီးဘေးမတည်ရမှာခါလဲပေါ့နော်ဒီမိုးတန်ပါတယ်ကျွန်တော်တို့ကြီးရအောင်ကျွန်တော်တို့မဲအောင်နေမရှိဘူးကျွန်တော်ဒီမြန်မာပြည်ပဲကျွန်တော်ကြီးတဲ့ညပိုင်းတော်တင်းမှာတော့ပြီးခဲ့တဲ့အခေါက်ကကျွန်တော်1000ပေးရတယ်အခုလည်းလက်ရှိနေသူ့ကောက်မှာ1200ပေးရတယ်အာဒီရက်ထဲမှာမှတ်တယ်လို့ပြောတာဒီနေ့အောက်ကလဆန်ကစပြီးပြည်တွင်းရေချောင်းခီးစင်နဲ့ကရုတ်ခီးစင်ပေါင်း20ရဲ့စီးနင်းကနဲ့ဝန်ဆောင်မှုနှုံတွေကိုမြင့်တင်လိုက်ပါတယ်တို့မြင့်လိုက်တဲ့နှုံတွေက အဓိကမြစ်ကြီးတွေနဲ့ကံယုံတဲ့နှစ်လျှောက်ခုံပေါင်းနေတဲ့ခီးစဉ်တွေအတွက်ဖြစ်ပြီးပြန်တဲ့ခီးစဉ်တို့တွေအတွက်မပါဝင်သေးပါဘူး။တို့မြင့်ကောက်ခံလိုက်တဲ့နှုံထားတစ်တွေကတင်မောလေးရကျော်ပြည့်စွဲနေတဲ့အရာဝတီ၊ချင်းတွင်၊တန်လင်းစတဲ့မြစ်ကြီးတွေနဲ့ရခိုင်တနင်းသာရီကံယုံရန်မြဝကျွန်းပေါ်အပါဝင်ရန်ကုန်မြစ်၊လှိုင်မြစ်၊တွန်တေးတူမြောင်းတွေကိုဖြတ်တန်းပို့ဆောင်နေတဲ့ရင်တွေဖြစ်ပါတယ်။ကျန်တာ ီကြောင့်တေပူဆောင်ကြီးဟာဈေးစကနေပါတာကုန်စည်တေဆောင်ကတက်တာတွေကြောင့်ခီးသွားပြည်သူတွေအတွက်အဓိကအကူအရာဖြစ်ပါတယ်။ရန်ကုန်ဝင်းကျင်အထူးသဖြင့်ဒလခဏောင်တို့ကိုပြေးဆွဲတဲ့ကရုတ်ဂျင်းတွေကို စီးနေနေသူ ခီးတဲ့ပေါင်းတစ်နေ့မှာ3000ကျော်ရှိပါတယ်။ပြည်တွင်းကြီးကြောင့်ပူဆောင်ကြီးဟာကုချရော့ဘော်ကိုကိုရက်တည်ပြီးဗနာငွေရှာဖွေရတော့မှမဟုတ်ပေါ်ပေါက်လာမဲ့အပြောင်းလဲမှာ ခီးသွားပြည်သူတွေအတွက် ဘယ်လောက်အကျိုးကျေးဇူးရှိလာမလဲဆိုတာကတော့မေးခွန်းထုတ်เสียပါ။အော်လာတတရပတ်အတွဲ RFA သတင်းမဂ္ဂဇင်းအစီအစဉ်လဲဒီမှာပြေဆုံးပါပြီ။တည်ရှိကြတဲ့ပရိသတ်အားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်။ပရိသတ်ကြီးမင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့ညချမ်းဖြစ်ပါစေခင်ဗျာ။